အလုံးဝင်းမင်္ဂလာပါဒီနေ့ကတော့အလူပွဲမင်္ဂလာပွဲလေးမှလည်းပါတယ်ချွချင်းဆက်အရာသာလေးနဲ့စားလို့အရင်ကောင်းတဲ့ပုစုံကြောက်ပါလက်ချောင်းအစူကျော်လေးကြောစားမှဖြစ်ပါတယ်ပထမဦးဆုံးချစ်သွန်နီလေးလေးကိုအခုမှပြီဘလို့ပပလေးလေးထားလိုက်ပါမယ်ဒီလိုမျိုးလေးကိုလည်းပပလေးလေးထားလိုက်ပါမယ်ဒီမှာဆိုရင်ချစ်သွန်နီ1ကီလိုနဲ့ချစ်သွန်ဖြူ900ဂရမ်တုံးထားပါတယ်ချစ်သွန်နီချစ်သွန်ဖြူလေးတွေကိုရေပြန်စေးထားမယ်ပြီးရင်ဒဲဦးလေးကိုစီးထည့်မယ်ပပလေးထားတဲ့ချစ်သွန်နီလေးထည့်ပါမယ်ချစ်သွန်နီလေးသူ့မသွားအောင်လို့မွေးသွားပြီးတော့မှကြောစားပေးလိုက်ပါမယ်ဘလို့မွေးသွားလိုက်တဲ့ရွှေရောင် ေးတန်းလာလို့ရှိရင်ကျက်သွန်ညီလေးတွေကိုဆဲထားပေးလိုက်ပါမယ်ပြီးရင်ကျက်သွန်ပြူလေးတွေကိုလည်းကျက်သွန်ညီကြောသလိုမျိုးလေးပဲရှူဝါရောင်တန်းလာတဲ့အထိကြောထားပေးလိုက်ပါမယ်ကျက်သွန်ညီကျက်သွန်ပြူကြောပြီးသွားလို့ရှိရင်ပုံကြောင်ထောက်ထားအလေးတွေကိုမချောက်တချောက်ကြောထားပေးလိုက်ပါမယ်ရပြီဆိုရင်ဆဲထားပြီးတော့မှပလန်ချောင်ကြောအနှစ်အတွက်မကြီးရေထဲမယ် ငပီအနေငယ်ထဲမှာစားနှစွန်းထဲမှာတရားသုံးစွန်းထဲမှာဒီအနေငယ်ထဲမှာငပီအနံ့လေးပျောက်သွားပြီးတော့မှမကြီးရေလေးပြစ်လိုက်အထိကျော်သွားလိုက်မယ်ပြီးရင်ပစွန်ကြောင့်ကျော်ထားလေးထဲမှာယူတီကြံမုတ်ထည့်ပြီးတော့မှကျော်ထားပေးလိုက်မယ်ကျော်ပြီးသွားလို့ရှိရင်အေးခံထားပြီးတော့မှချက်သွင်းချက်သွင်းပြီးကျော်ထားထည့်မယ်ထည့်ပြီးတော့မှနေလိုက်ပါမယ်ပစွန်ရင်ချူချင်းစွဲအရသာလေးနဲ့သူမျိုးနဲ့ပဲထမင်းသားမြင်မယ်ပုံကြောက်ပလက်ချောင်းရောအစိုးရလေးရပါပြီကျေးဇူးတင်ပါတယ်ရှင်